ဘာလီဘာလာအတန်ဝါတန်လာအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောကျောင်းအနေနဲ့တင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်က Brighton ကျယ်ဝင်း Carlos Baliba ကိုခေါ်ယူဖို့အတွက်နေရာဒီတုန်းကအပြင်းထန်ကြိုးစားခဲ့ပါသေးတယ်ယူနိုက်တက်ကတင်းလုံးနေရာဆောင်အားဖြည့်ဖို့လိုအပ်နေပြီးတော့အိုက်ဒီမှာကွင်းလယ်ကစားမကောင်တယောက်ရှာတွေ့ဖို့ကလည်းအရေးကြီးကိစ္စတစ်ခုဖြစ်လာပါတယ်တပည့်ကန်ဆိုရင်တော့ Brighton ကဈေးကိုင်းနေခဲ့တာကြောင့် Baliba လည်း United ကိုရောက်မလာခဲ့ပါဘူးကံကောင်းရင်တော့ဘာလီဘာက2025 26ဘောလုံးရာသီမှာအကြီးကျယ်ရုံးကန်နေရပြီးတော့ခြေစွမ်းကြဆင်းသွားပါတယ် အဲ့တော့ United ကလည်းဘာလီဘာကိုစိတ်ဝင်စားတော့ကြောင်းသတင်းတွေထွက်ပေါ်လာပါပြီ။အဲ့ဒီစား Emery ကအင်္ဂလန်လူရင်းတယောက်ဖြစ်တဲ့ Adam Warden ကိုမျက်စိကျပြီးတော့ခေါ်ယူဖို့စိတ်ဝင်စားလာပါပြီ။အသက်27နှစ်အရွယ်ကစားမလေး Warden ကဘောလုံးကိုဘေးဘက်ထက်ရှေ့ဘက်ကိုဆက်လက်ပြီးပို့နိုင်ပြီးတော့ low block တွေကိုဖျက်ကျော်လို့ Palestine 6ကိုနှစ်စာတိုးထက်မြက်စီပါပြီ။2024မှာ Blackburn ကနေလင်းယုံငတ်တို့စီကိုစတင်ရောက်ရှိလာခဲ့တဲ့ Warden က သူကပရီးမီးယားလီးဂ်ရဲ့အကောင်းဆုံးကွင်းလှည့်ကစားမတွေကတယောက်ဖြစ်ကြောင်းအလီအမြန်တက်တည်ပြနိုင်ခဲ့ပြီးတော့ပယ်လီစီရဲ့ FA Cup နဲ့ Community တိုင်းအောင်ပွဲတွေမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လို့အသင်းရဲ့ပထမဆုံးစုဖလားတွေကိုရယူပေးခဲ့ပါတယ်။ဒီတော့အမော်ရင်ကအတန်ဘွာတက်ပေါ်မှာစိတ်ဝင်စားမှုမြင့်လာတဲ့အခါမှာဒီရီတုံးကပြင်မှတ်ဘာလီပါအလီမိမိန်လာရပါတယ်။ဘာလီပါက2023မှာလီဂိုဝမ်အသင်းလန်လီကနေ Brighton ကိုရောက်ရှိလာခဲ့ပြီးတော့လီဂ်ရဲ့ထိပ်တန်းကွင်းလှည့်ကစားမတွေကတယောက်ဖြစ်လာခဲ့ရပါတယ်။ဘာလီပါရဲ့ကစားဟန်ကဝါတန်ထက်စာရင်တော့ခန်းစစ်ပိုင်းမှာပုံမှုအားတန်ပြီးတော့ ညတဲ့အတွက်ပေါ်ပြီးတော့ကောင်းမွန်တဲ့ရွေးချယ်မှုကတော့ဖြစ်လာမှာသိကြပါရစေ။ဒါပလဲနေရာဒီတုန်းက United တို့ Brighton နဲ့ Baliba ကိစ္စဆွေးနွေးတဲ့အခါမှာ Seniori ဘက်ကပြောင်းရွှေ့ချေပေါင်းတန်း100တောင်းဆိုနေကြတာကြောင့်မခေါ်ယူပြစ်ခဲ့ကြပါဘူး။ဒီအသည်မှာထပ်ပြီးတော့စောင့်ကြည့်နေတော့မှာပဲ Baliba ကကြာစင်းသွားခဲ့ပြီးတော့အခုထိမိနစ်60ပြည့်တပွဲမှကိုမကစားရသေးပါဘူး။အဲတော့ဇန်နဝါရီပြောင်းရွှေ့မှာ Baliba အစား Warden ကိုပဲပြောင်းလဲကြိုးစားလိမ့်မယ်လို့ခန့်မှန်းရပါရစေ။ Brighton ဥက္ကဋ္ဌ Tony Blong က United ကဘာလီဘာကိုချင်းကပ်ခဲ့တာမှန်ကန်ကြောင်းအတည်ပြုပေးခဲ့ပါရစေ။ ဒါပေမဲ့ United ကပါလီဘာကိုလည်းအောက်ဆုံးဇန်းတဲ့အခါမှာတော့သူတို့ဘက်ကပါလီဘာကရောင်းရံမဟုတ်ကြောင်းအကြောင်းပြန်ခဲ့တာကြောင့် United ဘက်ကနောက်ဆုတ်သွားရတာဖြစ်ကြောင်းပြန်လည်ဖြစ်ရှင်းခဲ့ပါသည်။ Brighton တင်းပါရှင် Bayfield Hazard ကတော့ပါလီဘာရုံးကန်နေရမှုက United ရဲ့စိတ်ဝင်စားမှုကြောင့်လည်းပေါဝင်ကြောင်းရှင်းပြခဲ့ပါတယ်။ Manchester United လိုအသင်းကြီးရဲ့စိတ်ဝင်စားခြင်းကိုခံရတာကအကောင်လေးအတွက်အကြီးဖြစ်ပြီးတော့မပြောင်းဖြစ်လိုက်တာကတော့စိတ်ထဲထိရောက်သွားနိုင်လောက်ကြောင်း ဟာဇေကတုံ့တက်ခဲ့ပါတယ်။ဟာဇေလာကတော့ကစားမားတွေကခလုတ်တက်လက်ယုံနဲ့ဘောလုံးကန်နေဆက်မဟုတ်တာကြောင့်ကစားမားတွေရဲ့ခန်းစားချက်နဲ့အစိတ်အခြေအနေကိုထည့်သွင်းစဉ်းစားပေးရမယ်လို့လည်းပြောခဲ့ပါသေးတယ်။ပဲလက်စတင်ပါရှင်စတီဖာရစ်ကတော့နိုင်တဲ့ဘက်ကဝါတန်ကိုစိတ်ဝင်စားလာတာအန်ဟောစရာကိစ္စတော့မဟုတ်ကြောင်းပြောလာခဲ့ပြီးသူတို့ဘက်ကတော့ကစားမားလေးကိုရောင်းချစရာဖိအားမရှိကြောင်းတုံ့ပြန်ထားပါတယ်။ပါရစ်ကဝါဒန်ဟာချန်ပီယံလိကစားဖို့ရည်ရွယ်ချက်ရှိနေပြီးတော့ဘဲလစ်နဲ့ဖြစ်ဖြစ်တခြားအသင်းတခုခုမှဖြစ်ဖြစ်ကစားမှာဖြစ်ကြောင်းလည်းပြောခဲ့ပါသေးတယ်။အဲဒါကြောင့်ဘဲလစ်နဲ့စာချုပ်အရှိကြီးကျန်နေသေးတဲ့ဝါဒန်ကို ညာတက်ကဖီအားပေးခေါ်ယူသွားမှာစိုးရိမ်မှုမရှိကြောင်းလည်းပေါ်ရစ်ကတုံ့ပြန်ထားပါတယ်ကက်စမီရိုအသက်ရွယ်ရလာပြီးတဲ့နောက်ဒီနေရာကိုအစားထိုးဖို့အတွက်ကစားမတယောက်ကိုမြန်ရှာပွေးဖို့လိုအပ်နေပါတယ်အဲ့ဒီအတွက် United ကနှစ်ယောက်ထဲကတယောက်ကိုတော့အရာခေါ်ယူသွားဖို့လိုအပ်နေပါတယ်နိုင်ငံကပိတ်ရတဲ့ပြီးပြီဆိုတော့ United, Baliver, Warden တို့အားလုံး Premier League ကိုပြန်လည်ရောက်ရှိလာကြတော့မှာဖြစ်ပါတယ်။ Emery ရဲ့အသင်းကဒီဘက်မှာ Anfield ကိုခီးထွက်ခွာပြီးတော့ Liverpool နဲ့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ Warden ရဲ့အမြင့်ပြန်လေးရောက်ငှက်တွေကပုံမောင်းနဲ့ထိတိုက်တွေ့ဆုံနေပြီးတော့ Baliver နဲ့ Brighton ကတော့ Newcastle နဲ့အတီးတီးရှင်ပြိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာ။ ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်